တလေးတိုင်းတတဦးခရိုင်ငဆုံမြို့နယ်ထဲမှာရှိတဲ့တကျင်ကျေးရွာကိုစစ်ကောင်စီလေတပ်ကဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ရွာခံ၃ဦးသေဆုံးခဲ့ရတယ်လို့သတင်းရရှိပါတယ်။တကျင်ရွာခံရဲ့ပြောပြချက်အရမီလ15ရက်နေ့နေ့လယ်7:00နာရီခွဲခန့်မှာဝိုင်းထွဲလေရင်နဲ့ကြေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။လေရင်နဲ့တိုက်ပွဲမရှိမှတကျင်ရွာကိုဘုံကျဲသွားတယ်ကဲအရင်ကျင်းကျေတာကအလုံးပေါင်း90လောက်ရှိနေမှာ။ဒီရင်ကတစ်စီးတည်းကိုသူတို့ဒင်းကားကျင်လောက်ဆက်ကျေတယ်။ တယောက်ကရတော့တို့ဟာပေါ့အိမ်ထဲမှာပြိမိနေလို့မီးလောင်ပြီးတော့သိရတာပေါ့တယောက်ကလင်းရင်လင်းရင်မိုင်းရစာတော့တည်နော်တယောက်ကကြာဒေတာခံပြည်သူကောက်ွယ်ရေးတပ်ဖွဲ့ဝင်တွေဟာငဆွမြို့ပေါ်မှာရှိရဲ့စစ်ကောင်စီတပ်ဆွဲရနေရာတွေကို မေလ14ရက်နဲ့15ရက်တွေမှာတွားရောက်ပစ်ခတ်ခဲ့တယ်လို့လည်းမြေပြင်သတင်းရင်းမြစ်ကဆိုပါတယ်။ ဒီလိုဒီနေ့မနေ့ဒီရက်ကဝေးဖွဲ့စည်းသွားရောက်ပြီးတော့ဒီအခိုက်အဒီမြေကြီးဒုံးပလံပွဲဒီမှာဘောနဒုံးပွဲဒီမှာအဲတော်တော်လေးဘယ်လိုကြီးပိုင်းလဲအထည်လေလို့ပြောရဲပေါ့နော်ဒီလိုထိခဲ့တယ်ကတော်တော်လေးကြီးမြေရတော်ရင်လူချရဲအရင်ရက်ကဒီဒီရက်ကဝေးဖွဲ့ဝေးရောက်စီနေပြခဲ့တဲ့ဘောဖြစ်တယ်မှာလေဒီလိုခဲ့ဒီလိုကဒါဆုံးနေရမ်းများသွားခဲ့တယ်ပေါ့နော်အဲ့ဒီတော့ဒီဘာပေါ်မှာလာမျိုးပြီးသူကို အဲ့ဒီမှာတော့တလုံးပြန်လိုက်ပြီပေါ့နော်အဲ့ဒါအကြောင်းပြဖိလိုက်တဲ့သဘောပြန်ပြီးကလနာရှိတဲ့သဘောမျိုးမျိုးတွေလောက်တဲ့နေထားရှိတယ်။ဒီနေ့လုံးဝပြင်ပြအများစုကလည်းငါတို့မျိုးကိုရောက်ရှိနေတာဆိုတော့ဒါမျိုးရွာတွေဘောကြည့်သူတွေဆိုရင်သူတို့ကလနာချေဖို့ဆိုပြီးရတဲ့တစ်ဆင့်တည်းနေမှုရပေါ့နော်။တချင်ကျေးရွာဟာအင်ချီနဲ့ထောင်ခန့်ရှိရဲ့ကျေးရွာအုပ်စုဖြစ်ပြီးစစ်ကောင်စီကအဆိုပါကျေးရွာကိုလေကြောင်းကားသစ်ပြစ်ခတ်တိုက်ခိုက်တာဟာငါးကြိမ်နဲ့အသက်ရှိပြီလို့ဒေသခံတွေကပြောပါတယ်။ မေလ15ရက်နေ့လီချောင်းကပြစ်ခတ်ခံရပြီးနောက်ဒေသခံတချို့ဟာဘေးလွတ်ရာကိုထွက်ပြေးတင်းချောင်နေကြတယ်လို့သိရပါဗျ။